အားလုံးမင်္ဂလာပါကျွန်တော်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ energy အပြည့်နဲ့ဖြတ်သန်းခြင်းနဲ့တောင်းအပြည့်နဲ့ဖြတ်သန်းခြင်းနဲ့ဆိုရင်ခိုးနဲ့ဒီခိုးအကောင့်ထဲပေါ်တဲ့ process အမှန်ရေးကြည့်ပါတယ်ပတ်ခိုးဆိုရင်ဟိမညက်ပန်းနိုင်ဆိုရင်ပေါ့ကျွန်တော်တကိုရီစာအတွက်ပဲဖြစ်ဖြစ်မိသားစုအတွက်ပဲဖြစ်ဖြစ်နောက်ကိုယ့်ရဲ့လုပ်ငန်းအတွက်ပဲဖြစ်ဖြစ်ကျွန်တော်ဟိမညက်တွေထားလို့ရတယ်ပန်းနိုင်တွေချမှတ်လို့ရတယ်ပထမဆုံးတကိုရီအတွက်ပဲဆိုတော့ကျွန်တော်တို့လာမယ့်နှစ်မှာစာအုပ်ပဏ္ဏဥဖတ်မယ်ထားပါတော့တစ်နှစ်အတွင်းမှာစာအုပ်90ဖတ်မယ်ကိုယ့်ရဲ့ဒီ body weight နဲ့ပတ်သက်လို့ body weight လောက်လျှော့မယ်စသဖြင့်ထားလို့ရတယ်။မငွေစုတယ်ဆိုရင်လည်းဒီနှစ်စုတာတာထက်ဘလောက်တိုးပြီးစုမယ်ဘလောက်ရခိုင်တော့တိုးပြီးစုမယ်စသဖြင့်ထားလို့ရတယ်။ကိုယ့်ရဲ့လုပ်ငန်းအတွက်ဆိုရင်လည်းမအမြက်ဘလောက်ရအောင်အမြက်ဘလောက်တိုးအောင်လုပ်မယ်။နောက်ကိုယ့်ရဲ့လုပ်ငန်းရဲ့ပေပိုင်းတွေအထက်ချက်မယ်စသဖြင့်ပေါ့နော်ကျွန်တော်ထားလို့ရတယ်။ဒီဟီမန်ချက်ပန်းနိုင်ချမှတ်ပြီးရင်တော့ကျွန်တော်တို့ကဒီဟီမန်ချက်ပန်းနိုင် account နဲ့ပေါ်တဲ့ process အရေးကြီးပါတယ် process ဆိုတော့ကျွန်တော်တို့ရှီမန်ဂျပန်နိုင်ရအောင်ဘယ်လိုပုံစံနဲ့သွားမလဲဘယ်လိုဖြူဟာတွေနဲ့သွားမလဲနောက်ဘယ်လိုတွေလောက်ဆောင်မလဲနောက်လက်တွေ့လောက်ဆောင်တဲ့အပိုင်းတွေစသဖြင့်ပေါ့နော်ဒီ process ဒီဖြစ်စဉ်တစ်ခုလုံးဆိုတာဖြစ်ပါတယ်တကယ်တကယ်တမ်းတော့ကျွန်တော်တို့ဒီ goal ချမှတ်တာနဲ့စာရင်ဒီ goal အကောင့်ထဲပေါ်တဲ့ process က ကျွန်တော်ပို့ပြီးတွန်းအားဖြစ်စေတယ်။ဟိုမှာကျွန်တော်တို့ကထားပါတော့ကိုချမှတ်ထားတဲ့ပန်းနိုင်ရောက်ဖို့အတွက်ကျွန်တော် view ဟာလေးချမှတ်တာရှိတယ်ကျွန်တော်နှီးလန်းနေစဉ်းစားတာရှိတယ်နောက်လက်တွေ့လောက်ဆောင်ဒီ account ထဲပေါ်တဲ့အပိုင်းတွေရှိတယ်ပေါ့ဒီလိုလုံရင်းလုံရင်းနဲ့ကျွန်တော်တို့ရဲ့နေစဉ်ဘဝကဒါပို့ပြီးတော့အဓိပ္ပာယ်ရှိလာတယ်ဒီအဓိပ္ပာယ်ကပဲကျွန်တော်တို့ပို့ပြီးတော့ဒါတွန်းအားဖြစ်စေတာဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်ရည်မှန်းချက်ပန်းနိုင်ဆိုတာကတစ်ခုပြီးတစ်ခုဆက်ပြီးတော့ချမှတ်လို့ရတယ်တတ်မှတ်လို့ရတယ်ပေါ့နော်။မကွေးတစ်ခုစာအတွက်ဆိုရင်ကျွန်တော်ကျမ်းပါအတွက်တတ်မှတ်လို့ရတယ်။နောက်ကျွန်တော်တို့ ်တိုးတက်ရေးအတွက်ပဲဖြစ်ဖြစ်နောက်ကျွန်တော်တို့ဒီငွေကြေးအတွက်ပဲဖြစ်ဖြစ်နော်ကိုးတွေကျွန်တော်တို့ကချမှတ်လို့ရပါတယ်တကယ်တကယ်လည်းကျွန်တော်တို့ဒီအထိပ္ပယ်ရှိစေတဲ့တွန်းအားဖြစ်စေတဲ့ဆိုတာလဲကျွန်တော်တို့ကဒီကိုးကိုရောက်အောင်အကောင့်ထဲပေါ်နေတဲ့ချိန်နောက် ပြင်းပြောက်သွားတဲ့အချိန်မှာအကျွန်တော်တို့အတိတ်ပဲရှိတယ်။နောက်ဒီကိုကိုအကျဉ်းနဲ့တဲ့ပေါ့။တကယ်တကယ်လည်းဒီပြင်းပြောက်သွားတဲ့အချိန်အောင်မြင်ပြီးတဲ့အချိန်မှာကျွန်တော်တို့ဒါတစ်ဖြည်းဖြည်းနဲ့ခုနအကိုကိုအကျဉ်းတဲ့စိတ်ကလည်းတစ်ဖြည်းဖြည်းနဲ့လျှော့ချသွားတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ goal ဆိုတာမျိုးကဒီတစ်ခုပြီးတစ်ခုကျွန်တော်ချမှတ်ဖို့လိုတယ်ပေါ့နော်။ဒီတစ်ခုကျွန်တော်တို့လှုပ်ဆောင်လို့အောင်မြင်သွားတဲ့ပြင်းပြောက်သွားတယ်ဆိုရင်နောက်ထပ်ကျွန်တော်တို့ဘယ်ခုတစ်ခုထပ်ပြီးထားမလဲပေါ့နော်။အဲဒါကြောင့်မလို့ကျွန်တော်တို့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ energy ပြည့်နေဖြတ်သန်းနိုင်ဖို့ဆိုရင်ကိုယ်အရေးကြီးတယ်ပြီးရင်ဒီကိုယ့်အကောင့်ထဲပေါ်တဲ့ process အရေးကြီးပါတယ် တိုးတက်ငွေကြေးနဲ့စီးပွားဆိုင်ဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်နေတဲ့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်